ပြောရလေမောင်မဲလာတဲ့မင်းကတွေးပြီးတော့မင်းကတွေးပြီးတော့ဗောနော်ရည်ချင်းတာကိုယ့်ဘာသာဗောနော်ငါလို့မောင်လေးတွေအကြောင်းပဲတခြင်းဆိုပြီးတော့ဗောနော်ပွဲမှာလဲမောင်လေးတွေကိုပဲစင်မောင်ခေါ်ပြီးတော့ကိုကိုနဲ့သာယူွားရဲ့မောင်လေးတွေအားနာစရာကြီးဗောနော်အဲ့တွေးပြီးတော့ကိုယ့်ဘာကိုတွေးပြီးရည်ချင်းနေတာ ာတာနဲ့ကိုကိုတို့ကျွရတဲ့ feeling ကမတူဘူးပေါ့နော်။မောင်လေးတို့ကြတော့အဲ့လိုနည်းနည်းပို့ပြီးတော့ fresh ဖြစ်တယ်ပေါ့နော်။အဲအဲ့လိုမျိုးခံစားရတယ်ဟုတ်။အမောင်ဆိုတဲ့နန်းစားကတော့ကောင်းပါတယ်ခေါ်ရတာလေ။မောင်လို့ခေါ်လဲခေါ်ရင်ကြတော့မောင်ကိုခေါ်လိုက်ရင်ကြတော့စိတ်ကဘယ်လိုပြောရမှာလဲ။အော်အတူကကြတော့လုံးဝဘယ်လိုပြောရမလဲဟိုကနွေရသည်ပြီးတော့သိရွယ်လေးတွေပေါ့နော်လုံးဝအညွန့်ဖူးလေးထွက်လာတဲ့ feel လေးပေါ့ကိုကိုလို့ခေါ်ရတာကြတော့ feeling อ่ะโกโก้လို့ခေါ်လိုက်တာ ਨੇ အားအင်တွေရသွားတယ်လို့ခံစားရတော့ဗောအဲ့တော့ကိုကိုနဲ့ပဲကြိုက်တယ်မောင်လေးနဲ့ပဲကြိုက်တယ်ကောင်းပါတယ်ဟုတ်ကျင်းတိကတော့ကျင်း23ရက်နေ့ကြာရင်ကိုအောင်ချမ်းနဲ့ပေါ့နော်ဂျူအက်ဆိုထားတဲ့ အလန်းခွဲလိုက်ပါပြီဆိုရယ်သင်းလေးထွက်ဖို့ရှိပါတယ်ဟုတ်ကဲ့အခုဒီ2025မှာတော့ဒီအသေးခွဲသင်းတွေများရယ်ပေါ့နော်အမျိုးတွေထက်ပေါ့နော်အဆွေးတွေပို့ပြီးတော့များပါတယ်ဟုတ်လောက်တာဟုတ်ဆက်ကြတော့ပေါ့နော်ချယ်တို့ကကြဒီချယ်ကပွဲတစ်ပွဲကိုလက်ခံလိုက်ပြီးဆိုရတယ်ပေါ့နော်ဒီ client နဲ့အဲ့ဒီမှာလာပြီးမှပြိတ္တက ိုယ်ပွဲကိုကြည့်ရတာတန်တယ်ဆိုတော့ဗောနော feeling မျိုးဖြစ်အောင်ပဲဗောကိုကတော့အမြဲတမ်းကိုတက်နိုင်အတက်နိုင်ဆုံးအကောင်းဆုံးပဲဖြုတ်ပြပါတယ်အဲ့အတွက်ကြောင့်မလို့ပရိသတ်တွေကလည်းအမှန်တမ်းပြောမှဆိုဒီပေါ်စင်မောအကောင်လေးတွေခေါ်တာတွေပရိသတ်နဲ့ဒီတင်းတင်းပြောဆိုဆက်ဆံတာတွေကကြတော့ဒီသူတို့ကိုယ်ပွဲတွေကိုကြည့်ထားပြီးတော့ဒီမှာလာပြီးပရိသတ်တွေကအဲ့အဲ့အော်မရမချင်းသူတို့ကထိုင်ဆောင်အဲ့လိုမျိုးပေါ့နော်လုံးဝဒီ taste ကကိုဘာပြောပြောကိုပေးကိုပေးနေကြပဲဆိုတော့လေအဲ့ဒီ vibe လေးကိုတော့အမြဲတမ်းချေရ အာဒီပြိသက်တွေနဲ့တင်းတင်းနီးပဲနေပြီးတော့ပဲပွဲလေးတွေကိုပေါ့နော်အဲ့လိုပြောရွှေရွှေလေးပဲကုံဆုံးပြစ်တာများပါတယ်အဲ့လိုမျိုးပဲပျော်ပါတယ်ဟုတ်ချဲကြတော့ဟောချဲရဲ့အပျော်ဆုံးအချိန်ကတချင်းဆိုတဲ့အချိန်နဲ့ကိုစားတင်တာစားရတဲ့အချိန်ပဲပေါ့နော်အဲ့ဆိုတော့တချင်းဆိုတဲ့အချိန်ကလည်းကိုဘွားအတွက်ဟိုဟိုဘယ်လိုပြောမလဲစိတ်တချို့ကပြောရပေါ့ပွဲတွေအများဆိုနေတော့ပင်မန်းနေပေါ့နော်ထင်ကြတကယ်တော့ချဲကြတော့လုံးလုံးစင်ထီရတော့ပေါ့နော်ဒီပွဲတွေရမ်းဆိုတဲ့ပုံမှာကို့အတွက်ကဒီတချင်းဆိုတဲ့အချိန်မှာစိတ်ထွက်ပေါက်စိတ်ထွက်ပေါက်ရင်တော့ အပြော်ဆုံးချိန်လွတ်လပ်ဆုံးချိန်မယ်အဲ့လိုမျိုးခံစားရတော့လေရှင်းဆိုတဲ့ဟာကိုလည်းဘယ်တော့မှဟိုပွဲအများကြီးဆိုရလို့လဲဟိုဘောနော်ပင်မန်းနယ်လို့မငီးပြဘူးပါဆိုပြောတယ်အလုံးအလုံးလုံးနေရပြောတယ်ပေါ့အဲ့လိုမျိုးပေါ့အာချဲတော့ပဲပျော်ပါတယ်အခုလဲချဲဒီပေါ့2025မှာတော့ဒီပေါ့ကိုကြီးအောင်ထက်နဲ့ဒီငါတို့လမ်းခွဲလိုက်ပါပြီပေါ့နော်လမ်းခွဲလိုက်ပါပြီဆိုတော့ကျွန်တော်လေဟို topic ကြီးတက်လာမှအောင်ထက်နဲ့လေခွဲလိုက်တဲ့ချိန်ရင်းဆိုပြီးတော့ ကွန်တန်နဲ့ဂျူရထွက်မဲ့သချင်းနာမည်ရပါတော့လမ်းခွဲလိုက်ပါပြီပေါ့နော်ဒီကတော့ဒါတွေရေးပြီးတော့မှကိုတီကွိုင်းရပဲဟိုပါပေါ့တီးပစ်ထားရပါဟုတ်အဲ့လေးလေအသေးကိုရှင်လေးထွက်ဖို့ရှိပါတယ်ဟုတ်အဲ့လိုအဲ့ပြောရလေမောင်မဲလာတဲ့မင်းကတွေးပြီးတော့မင်းကတွေးပြီးတော့ပေါ့နော်ရည်ချင်းတာကိုပါတာပေါ့နော်ငါလို့မောင်လေးတွေအကြောင်းပဲသချင်းဆိုပြီးတော့ပေါ့နော်ပွဲမှာလည်းမောင်လေးတွေကိုပဲစင်မော်ခေါ်ပြီးတော့ကိုကိုနဲ့သာယူသွားရင်မောင်လေးတွေအားနာစရာကြီးပေါ့နော်အဲ့တွေးပြီးတော့ကိုပါတွေးပြီးရည်ချင်းတာဆိုတော့ငါပေါ့နော်မောင်လေးတွေကိုကြည့်ပြီးတော့ကိုကိုနဲ့ယူသွားရင်တော့ အားနာစရာကြီးပေါ့နော်အဲ့လိုမျိုးတွေးမှုတာတော့ဘယ်လိုမောင်လေးတွေကိုကျူးရတာနဲ့ကိုကိုတွေကိုကျူးရတဲ့ feeling ကမတူဘူးပေါ့နော်မောင်လေးတွေကြတော့အဲ့လိုနည်းနည်းပို့ပြီးတော့ fresh ဖြစ်တယ်ပေါ့နော်အဲ့အဲ့လိုမျိုးခံစားရတာဟုတ်မှာတော့အဲ့လိုပေါ့ချစ်ကြတယ်ပြီးတော့ချဲမဆိုအဲ့လို LGBT ပေါ့နော်အဲဒီ fan လေးလည်းရှိချဲအတားသူတို့နဲ့ဆိုပြောတယ်ပြောတော့ဒီပွဲတွေမှာဆိုလဲသူတို့နဲ့တွေ့ရင်လဲအဲ့လိုအတူတူကကြရဲဆိုကြရဲအဲ့လိုမျိုးလေးပြောတယ်ပေါ့နော်ဘဝကအဲ့လိုလေးဖြတ်သန်းရတာကောင်းပါတော့အဲမောင်ဆိုတဲ့နန်စားကတော့ ကောင်းပါတယ်ခေါ်ရတာလေမောင်လို့ခေါ်လဲခေါ်ရင်ကြတော့မောင်ခေါ်လိုက်ရင်ကြတော့စိတ်ကဘယ်လိုပြောရမှာလဲအော်အာ तू ကကြတော့လုံးဝဘယ်လိုပြောရမှာလဲဟိုကနွေရာသီပြီးတော့သိရလေးတွေပေါ့နော်လုံးဝအညွန့်ဖူးလေးထွက်လာတဲ့ feel လေးပေါ့ကိုကိုလို့ခေါ်ရတာကြတော့ feeling ကကိုကိုလို့ခေါ်လိုက်တာနဲ့အားအင်တွေရသွားတယ်လို့ခံစားရတော့ပေါ့အဲ့တော့ကိုကိုနဲ့ပဲကြိုက်ကြိုက်မောင်လေးနဲ့ပဲကြိုက်ကြိုက်ကောင်းပါတယ်ဟုတ် အမမတွေလည်းတကယ်ကျေးဇူးတင်တယ်ဖြစ်ချက်ပွဲမှာဆိုလည်းတချို့မင်းကလေးဖန်တွေပို့ပြီးတော့များပါတယ်အမျိုးသမီးတွေပေါ့နော်ပို့ပြီးတော့အားပေးကြရဲချဲတော့ဘယ်လိုပြောရမလဲအာအဓိကတော့အလုံးကိုယ့်ပွဲကိုလာပေးရတဲ့အခြေသိမ်းပွဲကိုကြည့်လိုက်တာတန်တယ်လို့အဲ့လိုမျိုးပြောပြီးတော့ပြန်သွားပဲလိုချင်တယ်သူတို့စိတ်ထဲမှာလည်းပျော်ရွှင်တဲ့ခံစားချက်ရတာပဲလိုချင်တယ်ဟိုပြီးပြီးရောပေါ့နော်စင်မော်တက်ဆိုဆိုပြီးတော့တပုံး၄၅၆ပုံဆိုပြန်သွားအဲ့လိုမလုပ်ချင်ဘူး အဲ့ဒါမလို့ကိုကိုခေါ်တဲ့အမြင်နဲ့ပဲပေါ့နော်အာအဲ့လိုမျိုးစေတနာကြောင့်လည်းပွဲဆိုရတယ်လို့ထင်ပါတယ်ပွဲမှာဆိုရင်အဲ့လို client client ကိုလည်းကိုယ့်အစီအပြေလားသမီးဘာလို့ပေးအောင်မလဲဘာဆိုပေးအောင်မလဲအဲ့ပေါ့နော်သူတို့ကကိုယ့်ရဲ့အလုပ်ရှင်ပဲလေဘာဖြစ်အဲ့ချိန်မှာဆိုဆိုတော့အဲ့လိုတေးလေးတစားပဲအမြင်နဲ့သွားတယ်အဲ့အတွက်လည်းအခုလိုအလုပ်လေးရတယ်လို့ထည့်ထင်ပါတယ်ဟုတ်ဘယ်အကိုကိုလားအမ်အဲ့လိုတော့လည်းစိတ်မပူပါဘူးဒီတနေ့နေ့တော့ကိုကိုရင်းနဲ့ပတ်သက်တာလဲပေါ့တချင်းလေးလဲပောက်တော့ပောက်မှာပါစူးစမ်းနေပါတယ်ဟုတ် လဲဆိုမင်းပါဦးလို့ပြောတာလေးတွေ့ဟုတ်တယ်ကိုကိုနဲ့ပတ်သက်ပြီးတော့လဲစူးစမ်းပါမယ်လို့ဟုတ်